အလုံးမဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့ထိုင်းရွှေဈေးကတော့ညနေမှာ250အတန်နဲ့ဈေးပိတ်တော့ပါတယ်ဒီနေ့က၄ရက်နေ့6လပိုင်း2020နဲ့9ခုနဲ့ညနေပိုင်းထိုင်းရွှေဈေးကတော့250တက်ပါတယ်60ကျော်တသမာ5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေအခဲစီဆိုင်ကရောင်းတဲ့ဈေးက5200ဆိုင်ကလက်ခံတဲ့ဈေးက5900လက်ဝယ်ရနိုင်ဈေးနှုန်းတွေကဆိုင်ကရောင်းတဲ့ဈေးက5200နဲ့မှ800 ကမ္ဘာရွှေတအောင်စာကိုဒေါ်လာ3363နဲ့တိုင်းရွှေစီကိုတွက်ထားပါဗျ။ဒေါ်လာကိုတိုင်းမှငွေ30နဲ့တမခွင်3ညနဲ့တိုင်းရွှေစီကိုတွက်ထားပါဗျ။60ကျောင်းတမ5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေခဲကပန်းကောက်ထဲမှာလက်က200ရှိပါဗျ။လက်က PSC တိုင်းရွှေခဲတပတ်သားကို9200နဲ့ပေါင်စည်းရှိနေပါဗျ။အင်္ဂလက်ခံတဲ့ဈေးကတော့ရာခိုင်နှုန်းပြန်မဖြစ်ပဲဆိုင်က9900နဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝေရနိုင်လက်ခါတွေကတော့ပန်းကောက်ထဲမှာတပတ်သားကို1000ကနေ1000အထိရှိနေပါဗျ။ မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့စိုက်ပေါ်မှာမူတည်ပြီးတော့လက်ခစင်းတော့ကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့ထိုင်းရွှေလက်ဝယ်ရနာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခန်းတော့ပြတ်ပြီးတဲ့အပြင်ကို4900ကျော်စီနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်69လုံးမှာ99ရှိတဲ့ရွှေခဲကတကရန်ကိုဆိုင်ကရောင်းနေစီက3532ပတ်ဆိုင်ကလက်ခံနေစီက3519ပတ်လက်ရှိမှာလဲထိုင်းရွှေစီကတက်နေပါသေးတယ်ဆက်လက်တက်ဖို့လဲလားလားရှိနေပါသေးတယ် ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုမယ်ဆိုရင်တော့အခဲကိုဝယ်ဝယ်ဆိုထားကြပါလို့ကျွန်တော်ကတော့ကြံပြခြင်းပါတယ်။ထိုင်းရွှေအခဲကလက်ဝယ်ရနာနဲ့စားလို့ရှင်လက်ကစီးလုံးကအများကြီးကိုတက်တာတာဖြစ်ပါတယ်။ထိုင်းရွှေစင်ငွေစီးတွေကိုအများတန်းတင်ပေးပါတယ်။ထိုင်းရွှေစင်ငွေစီးတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပြရှင်နိုင်ကြပါစေ။